မင်္ဂလာပါရှင့်ကျို့ကဒီနေ့အိမ်ဆိုင်ရွှေပဲသီးလေးတွေကိုလက်လက်ဆက်ဆက်ခူးပြီးတော့ဂျက်ကုန်းမောင်ကျော်လေးကြောစားမှာဖြစ်ပါရဲ့ရှင်။ကြောစားရတာတွေ့ပြီးအရင်ရတာရှိရဲ့ဂျက်ကုန်းမောင်လုံးလေးတွေကိုပြန်လည်ညှဝေးလိုက်ပါရဲ့နော်။ဒီဘက်အိမ်မှာရွှေပဲသီးလေးတွေတည်နေပြီဆိုတော့အရင်မရင်ခင်ခူးလိုက်ပါရဲ့ရှင်။ချေပဲဒီလေးတွေကိုအိမ်မှာစိုက်ထားတော့လက်လက်ဆက်ဆက်ကူးကြော်စားရင်အရင်ကတည်းကရှိပါရဲ့နော်။ ခြေပဲခုပြီးသွားရင်တော့တရုတ်နဲ့နဲ့နေလေနဲ့ငယ်ခုလိုက်ပါရဲ့ရှင်။အပင်ဆိုင်နည်းလေးတွေကိုတော့ကျို့ရဲ့တစ်တော့အကောင်မှာတင်ပေးထားပါရဲ့နော်။ချက်ကုန်းမောင်ကျော်လေးကြောဖို့အတွက်ပါဝင်ပစ္စည်းလေးတွေခါတော့ချက်တာ၊ချက်တုန်နီ၊မုံလာဥနီ၊ငုံဥ၊ပြောင်းမူ၊ဒီရတိကြောင့်ခြေပဲတရုတ်နဲ့နဲ့နဲ့ဂေါ်ဘီတို့လိုအပ်ပါရဲ့ရှင်။မအူဆုံးအတောင်းပြုမဲ့ကြက်သားကိုရည်စည်းပါရဲ့နော်။သူကတော့အယူမပါတဲ့ကြက်ရင်ပုံသားကိုအတောင်းပြုထားပါရဲ့ရှင့်။ ေစိတ်ပြီးတာနဲ့အနေတော်အတုံးလေးတွေလှည့်ဖြတ်ပြင်ဆင်ထားပါရဲ့နော်ဖိပြထားတဲ့ကြက်သားကိုအရသာထည့်ပါမယ်ရှင်။ပါ၊တကြ၊ပိတ်ငံပြားရို့ကိုထည့်ပြီးအရသာနှံ့အောင်နဲနှက်ပေးထားလိုက်ပါရနော်။ ချက်သားပြင်ဆင်ပြီးရင်တော့ထဲ့ချော်ဖို့အတွက်ဟင်းဒီဟင်းရက်လေးတွေကိုပြင်ဆင်ပါရရှင်။အိမ်ဆိုင်ရွှေပဲကုထလာလေးတွေကိုအမြင့်အင့်ပါရနော်။ရွှေပဲပြင်ဆင်ပြီးသွားရင်တော့ဥနီပြင်ဆင်ပါရရှင်။ဥနီကို အခွန်ခွာရေးစိပ်ပြရနဲ့ဖိထားပါရနော်။ နေပြင်ဆင်ပြီးသွားရင်တော့ချွတ်ချွတ်ချွတ်ချိုးလေးနဲ့စားလူကောင်းတဲ့ coffee gold လေးပြီးတော့ပြင်ဆင်ထားလိုက်ပါရှင်။ကြက်ကုံးမောင်ချောမယ်ဆိုရင်တော့ကြက်သုံးနီကမပါမဖြစ်ဖြစ်ပါရဲ့နော်။ကြက်သုံးနီကိုလည်းအခုံခွာပြီးတော့အတုံးကြီးကြီးလေးတွေလှိပြီးပြင်ဆင်ထားလိုက်ပါရှင်။ဒါကတော့ baby corn လေးတွေဖြစ်ပါရဲ့เนาะ baby corn လေးတွေကိုလည်းကြော်ဖို့အကြယ်ပြင်ဆင်ထားလိုက်ပါရဲ့ရှင်။အရင်ထည့်ကြော်မဲ့မားတဲ့အသီးနှံလေးတွေကိုရေးဆေးလိုက်ပါရဲ့ရှင်။ က်ကုန်းပေါင်ကျော်တဲ့အခါမွှေးနေအောင်စီသက်ဖို့အတွက်ပြင်ဆင်နေတာဖြစ်ပါရဲ့ရှင်။ချင်းနဲ့တက်သွန်ဖြူလို့ဘူးအခွန်ကွာရေးစိပြီးရောချိန်ပေးထားလိုက်ပါရဲ့နော်။ကြကုံးမောင်ကျော်လေးစကြောပါမယ်ရှင်။ကြော်မဲ့အိုရယ်ကိုစီခက်ပြီးတော့စီပူလာလာနဲ့နေုပ်သီးကြောင့်အနေငယ်ကိုမွှေးနေအောင်ကြော်ပေးပါရနော်။

ကျမဆက်ပြီးဆိုရင်တော့ရင်းသေးထားတဲ့ဥနီရွှေပန်းတဲ့ကော်ဖီတို့ကိုအရင်ထည့်ကြော်ပေးပါရနော်။ဒီအပါအနေနဲ့ကတော့စာတကြားပန်းရံကြိုင်နဲ့ခရုစီတို့ကိုထည့်ကြော်ပေးထားပါရှင်။ မာတဲ့အသီးနှံလေးတွေအနေငယ်ချက်ရေနော်ငုံဦး baby phone နဲ့တက်တော်နီတို့ကိုထည့်ကျော်ပေးထားပါရယ်နော်အသီးနှံလေးတွေအကောင်ချက်ပြီဆိုရင်နော်လေယုတ်တီးကြောင့်နဲ့တရုတ်နယ်နယ်မင်းတို့ကိုနောက်ဆုံးမှထည့်ကျော်ပေးပါအရှင်ပါဝင်ဒီစီအားလုံးထည့်ကျော်ပြီဆိုတော့ဂျက်ဖုန်းမောင်ချော်လေးတက်ပါပြီနော် ဒါဆိုရင်တော့အိမ်မှာရှိရင်ဟင်းတီဟီရယ်လေးရင်နဲ့ကြော်ထားတဲ့အရင်ရတာရှိရဲ့ကြက်ကုန်းပေါင်ကြော်လေးတစ်ပွဲရပါပြီရှင်။ချိုးကြော်ပြထားတဲ့ဇတားနေရာမှာဝတ်သားအမေသာကြိုက်ရအစားထိုးပြီးရောကြော်စားနိုင်ပါရဲ့နော်။ချိုးဒီနေ့ကြော်ပြထားတဲ့ရွှေပဲနဲ့ကြက်ကုန်းပေါင်ကြော်လေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။အားလုံးပဲနှစ်သင်မှာစိတ်အီချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေနော်။